ခမရောလူတယောက်ကမခန့်ကျင်အောင်ပြောလိုက်တယ်ဆိုရင်ခမရဒေါသထွက်လာ။ဘာဖြစ်လို့လဲဆိုတော့ခမရထဲမှာဒေါသရှိနေ။ခမရောလူတယောက်ကစိုးရတဲ့အခြေအနေတခုကိုပြောပြလိုက်တယ်ဆိုရင်ခမရကြောက်လာ။ခမရစိတ်ထဲမှာကြောက်စိတ်ရှိနေ။ခမရကိုလူတယောက်ကဝမ်းနေစရာကြီးပြောပြလိုက်တယ်ဆိုရင် ခမရဝန်းနေပြီးတော့ခမရမြိတ်နေကြတာ။ဘာဖြစ်လို့လဲခမရမှာတိမ်ငယ်စိတ်ရှိလို့ဝန်းနေတဲ့စိတ်ရှိဘူး။အဲ့ဒီစိတ်တွေအားလုံးခမရကွန်ထရိုးလုပ်နိုင်ရ။ဘာလို့ပြောနေတာလဲဆိုတော့စီးဝါးရေးကမာယာပါတယ်။ရှိုးကားကလေးခမရရဲ့ emotion ကိုအရင်ဆုံးဓာတ်ရိုက်ထိမှာ ခမည်းရဲ့ emotion ကိုခမည်းရဲ့စိတ်ခံစားချက်ကိုကြီးရံနေခမည်းရဲ့မျက်နှာကိုသူတို့ဖတ်တယ်။အဲ့ဒီတော့ကိုခမည်းအချိန်နေတိုင်းကိုကိစ္စတိုင်းကိုခမည်းဖြည့်ဆင်းမယ်ဆိုရင်ခမည်းရဲ့ emotion ကို0 level မှာထားဖို့လို။အရင်ဒေါသထွက်နေတယ်ဆိုရင်တော့ခမည်းရဲ့မျက်နှာမှာဒေါသထွက်တဲ့အရေးအယံပြလို့ညာ ဘာဖြစ်လို့လဲဆိုတော့တဒနာအတိုင်းကိုဖြည့်ရှင်းဖို့အတွက်ကိုခမရရဲ့စိတ်ခံစားချက်ကို0 level မှာထားပြီးဆိုရင်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေခမရချတယ်သုံးတော့ခမရဒေါ်လာထွက်တာနဲ့ခမရဆုံးဖြတ်ချက်သွားချလိုက်တာနဲ့ခမရမှားမှာသုံးတော့ခမရဝမ်းနွဲနေတဲ့ငိုကျွေးနေတဲ့အချိန်မှာဆုံးဖြတ်ချက်ချပြီးဆိုတော့ခမရမှားမှာအဲ့ဒီအတွက်ကိုခမရရဲ့စိတ်ခံစားချက်ကို0 level မှာရှိဖို့အတွက်ကိုကိုယ်စိတ်ကိုကိုအမြဲ control လုပ်အောင် ခမစိတ်ထဲမှာခမကြည်ပွဲနေမယ်ခမဝမ်းနေနေမယ်ခမဒေါသထွက်နေမယ်ဒါပေမဲ့ခမရဲ့မျက်နှာမှာမပေါ်အောင်မပေါ်အောင်ဘာလို့လို့လို့လဲခမ0 level မှာထားဖို့လို့စိတ်ခံစားချက်ခမကိုလူတယောက်ကမခံကြင်အောင်ပြောလိုက်တယ်ဆိုရင်ခမဒေါသထွက်လာဘာဖြစ်လို့လဲဆိုတော့ခမထဲမှာဒေါသရှိနေခမကိုလူတယောက်က ဆိုးွားတဲ့အခြေအနေတခုကိုပြောပြလိုက်တယ်ဆိုရင်ခမည်းကြောက်လာခမည်းစိတ်ထဲမှာကြောက်စိတ်ရှိတယ်ခမည်းကိုလူတယောက်ကဝမ်းနေစရာကြီးပြောပြလိုက်တယ်ဆိုရင်ခမည်းဝမ်းနေပြီးတော့ခမည်းမြိတ်ကြီးကြာဘာဖြစ်လို့တော့ခမည်းမှာတိမ်ငယ်စိတ်ရှိလို့ဝမ်းနေတဲ့စိတ်ရှိတယ်အဲ့ဒီစိတ်ဒီအားလုံးခမည်းကွန်ထရိုးလုပ်နိုင်ရဘာကိုပြောနေတာလဲဆိုတော့စီးဝိုင်းရာ မာယာပါတယ်။ရှုကားသားလို့ခမရရဲ့ emotion ကိုအရင်ဆုံးဓာတ်ရိုက်ထိမှာခမရရဲ့ emotion ကိုခမရရဲ့စိတ်ခံစားချက်ကိုဖြီးရံတယ်ခမရရဲ့မျက်နှာကိုသူတို့ဖတ်တယ်အဲ့ဒီတော့ကိုခမရအချိန်နေတိုင်းကိုကိစ္စတိုင်းကိုခမရဖြည့်ဆင်းမယ်ဆိုရင်ခမရရဲ့ emotion ကို zero level မှာထားဖို့ပြီ အရင်ဒေါ်လာထွက်နေတယ်ဆိုရင်တော့ခမားရဲ့မျက်နှာမှာဒေါ်လာထွက်တဲ့အရေးအောင်ပြလို့ညာဘာလို့လဲဆိုတော့ပြဿနာတိုင်းကိုဖြေရှင်းဖို့အတွက်ခမားရဲ့စိတ်ခံစားချက်ကို0 level မှာထားပြီးဆိုရင်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေခမားချနိုင်သုံးလို့ခမားဒေါ်လာထွက်တာနဲ့ခမားဆုံးဖြတ်ချက်သွားချလိုက်တာနဲ့ခမားမှားမှာသုံးလို့ခမားဝမ်းနွဲနေတယ်ငိုကြွေးနေတဲ့အချိန်မှာဆုံးဖြတ်ချက်ချပြီးဆိုရင်ခမားမှားမှာ အဲ့ဒီအတွက်ကိုခမရရဲ့စိတ်ခံစားချက်ကို0 level မှာရှိဖို့အတွက်ကိုစိတ်ကိုကိုအမြဲ control လုပ်အောင်ခမရစိတ်ထဲမှာခမရကြီးပွဲနေမယ်ခမရဝမ်းနေနေမယ်ခမရဒေါသထွက်နေမယ်ဒါပေမဲ့ခမရရဲ့မျက်နှာမှာမပေါ်အောင်မပေါ်အောင်ဘာလုပ်ဖို့လိုလဲခမရ0 level မှာထားဖို့လိုစိတ်ခံစားချက်စိတ်ထားကြတဲ့ပတ်သက်ပြီးတော့ နောက်တဲ့ဗီဒီယိုထပ်လုပ်ပေးပါမယ်ဒီဗီဒီယိုမှာတခုရခဲ့ဆိုရင်ကွန်မန့်ရေးခဲ့ပါနောက်ပြန်ပြန်ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်